်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မင်္ဂလာတောင်မြို့နယ်ကြံ့ခိုင်ရေးပါတီရုံးကိုဘုံခွဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရန်ကုန်တိုင်းမင်္ဂလာတောင်မြို့နယ်ကစေအုပ်စုရဲ့နိုင်ငံရေးပါတီကြံ့ခိုင်ရေးပါတီရဲ့မြို့နယ်ရုံးကိုရန်ကုန်အာမီဝိုင်းအဖွဲ့ကဘုံပေါက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်စီအုပ်စုကျင်းပမဲ့တရားမဝင်ရွေးကောက်ပွဲမှာပါဝင်လှုပ်ဆောင်နေတာကြောင့်ဘုံခွဲတိုက်ခိုက်တာဖြစ်တယ်လို့ရန်ကုန်အာမီဝိုင်းရဲ့ထုတ်ပြန်ချက်အရသိရပါဗျ ဆေးဥစုကျင်းပမဲ့တရားမဝင်ရွေးကောက်ပွဲမှာပါဝင်လို့ဆောင်နေတာကြောင့်ဘုံခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ရန်ကုန်အာမီ YA ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အော်တိုဘာလ29ရက်နေ့နနက်9:00စင်မိနစ်အချိန်မှာမင်္ဂလာတောင်မြို့နယ်ကြံ့ခိုင်ရေးပါတီရုံးကိုပြင်အားမြင့်မိုင်းတလုံးလက်ပြဘုံနှလုံးတို့ဖြင့်ခောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။တိုက်ခိုက်မှုဖြစ်စဉ်အသေးစိတ်အခြေအနေကိုတော့မသိရသေးဘူးလို့လည်း YA ကကြေညာထားပါတယ်။ဒီတိုက်ခိုက်မှုကိုတော့ရန်ကုန်အာမီ YA နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့အနောက်ပိုင်းခရိုင်ပါကဖားတို့က ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးတရုတ်အစိုးရဂျောင်းဝင်စီစံမှုနဲ့ TNL နဲ့စစ်တပ်အပြည့်ရန် TNL တပ်တွေမိုးကုတ်နဲ့မိုးမင်းမြို့နယ်တွေပြန်ဆုတ်ခွာမယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။တရုတ်ဆိုရဂျောင်းဝင်စီစံမှုနဲ့ TNL နဲ့အာနာသိန်းအကြံဖက်စစ်အုပ်စုတပ်တို့အပြစ်ခတ်ရဲစဲရေးလက်မှတ်ရေးထိုးလိုက်တယ်လို့ TNL သတင်းထုတ်ပြန်ပါတယ်။ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL ကဒုတိယဗိုလ်ချုပ်ကြီးတာချုပ်ကြောင်ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့စစ်တပ်ကဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့တို့တရုတ်နိုင်ငံကုမင်းမြို့မှာလက်မှတ်ရေးထိုးခဲ့တာလို့သိရပါတယ်။ဒီအပြစ်ခတ်ရဆဲရေးဆွေးနွေးပွဲကိုတရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတိတ်ရွှေကျွင်းရဲ့အကြောင်းဝင်ညှိနှိုင်းမှုနဲ့တရုတ်နိုင်ငံကုမင်းမြို့မှာအော်တိုဘာလ28ရက်28ရက်နေ့မှာပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။ဒီအစည်းအဝေးမှာ TNL တပ်တွေကမိုးကုတ်နဲ့မိုးမင်းမြို့နယ်တွေကနေရလဲဆုတ်ခွာပေးဖို့သဘောတူခဲ့တယ်လို့သိရပါတယ်။တောင်တက်မတော် TNL ထိန်းချုပ်ဒေတာတွေကိုလည်းစစ်တပ်ကလေကြောင်းဖုံးကျဲတာမြေပြင်ထိုးစစ်ဆင်တိုက်ခိုက်တာတွေမပြုတ်လို့ဘောသဘောတူခဲ့တယ်လို့လည်းဆိုပါရယ် ဒီသဘောတူညီချက်တွေဟာအော်တိုဘားလ29ရက်ဒီနေ့မှာစတင်အသက်ဝင်မယ်လို့လဲဆိုပါတယ်။တရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတိတ်ရွှေကျင်းရဲ့ဂျားဝင်ညှိနှိုင်းမှုနဲ့ကိုးချိန်မြောက်တွေ့ဆုံမှုမှာအခုလိုသဘောတူခဲ့တာလို့လဲ TNL ကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးတိုက်ပွဲဖြစ်နေတဲ့ကာပါဆ16အနီးကကင်းတွေမှာဒေသခံအယက်သားတွေကိုစစ်ဝတ်ဆောင်ဝတ်ကင်းဆောင်ခိုင်းနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဘကိုတိုင်းပရောင်မြို့နယ်အမှတ်16ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစာစက်ချောင်းလုံညိုရဲ့အတွက်အနီးဝင်းကျင်ရှိကျေးရွာတွေကဒေသခံတွေတိုက်ပွဲဖြစ်နေတဲ့ ကပ္ပစ16အနီကကင်းတွေမှာဒေသခံအရက်သားတွေကိုစစ်ဝတ်စုံဝတ်ကင်းဆောင်ခိုင်းပါတယ်အကိုတိုင်းပထောင်မြို့နယ်အမှတ်16ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစ16လုံးကျုံရေးအတွက်အနီးဝန်းကျင်ရှိကျေးရွာတွေကဒေသခံတွေကိုစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ရောပြီးကင်းဆောင်ခိုင်းထားတယ်လို့ဒေသခံတွေစီကသိရပါတယ်။အော်တိုဘာလပထမဘက်ကစတင်ကမတုံရွာ၊ဖလုံရွာ၊ကြားချေရရွာ၊ကြောက်စကွဲရွာတွေကဒေသခံအမျိုးသားတွေဟာကပ္ပစ16ရဲ့ကကင်းစခန်းတွေမှာတရက်စီအလဲကျကင်းဆောင်နေရတယ်လို့ဆိုပါတယ်။ ပြင်းမဆောင်မနေရတအိမ်တယောက်ကြပုံအလဲကျဆောင်ရတယ်ရွာသားတွေကစစ်ယူနီဖောင်းစကမကိုဖွေရတယ်အဲ့ဒါကိုဝတ်ပြီးတော့မှကင်းဆောင်ရတယ်ကင်းကရွာထဲမှာစောင်းရတာမဟုတ်ဘူးသူတို့ရဲ့စကမကပစဆတ်ချောင်းမှာကကင်းတွေရှိပါတယ်ဆက်ယုံတစ်ခုလုံးကိုကထားတဲ့ကင်းတွေပေါ်အဲ့ဒီကကင်းတွေမှာသွားသွားပြီးစောင်းရတာပါအနေရများတာပေါ်ပြလို့မြေပြင်အခြေအနေကိုသိရှိတဲ့ဗထောင်းဒေတာခန်အမျိုးသားတအုပ်ကပြောပါတယ် ကပါစာ16အနီးမှာခကင်းစခန်းတွေမှာကင်းဆောင်ရချင်းစစ်တပ်ယူနီဖောင်းတွေကိုဝတ်ဆင်ရပေမဲ့တနက်မကန်ရပဲတနက်ကင်ဆောင်ထားတဲ့စစ်သားတွေနဲ့အတူရောပြီးလေရောညပါကင်းပန်ကားတွေမှာနေနေရတာလို့အထက်ပါအမျိုးသားကဆိုပါတယ်။ဒါပြင်စစ်အင်အား20ဦးစီရှိတဲ့ကင်းစခန်းမှာဆိုရင်15ဦးကအရက်သားတွေဖြစ်ပြီး10ဦးကစစ်သားတွေဖြစ်ကောင်10ဦးရှိတဲ့ကင်းစခန်းမှာဆိုရင်တော့9ဦးကအရက်သားတွေဖြစ်ပြီး3ဦးမှစစ်သားတွေဖြစ်တာကြောင့်ကင်းစခန်းအပေါ်မူတီကကင်းလုံးကြုံရေရှူပေးနေရတာလို့လည်းဆိုပါတယ်။ ရွာသားတွေကတော့ပုံမှန်ဆောင်ရမှာပါဘယ်ရက်အထိဘယ်ခါအထိမဟုတ်ပါဘူးရွာထဲမှာလူဦးရေ90ရှိရင်15ယောက်ကဒီနေ့ဆောင်နောက်နေ့15ယောက်ကမနေ့ပြန်ဆောင်အလဲကျဆောင်နေရတာပါပြောရင်တော့တော်လိုင်းရေးမပြီးမချင်းဆောင်ရမယ့်သဘောရှိနေတယ်သူတို့လုံးဝဘယ်မှထွက်မရတော့ဘဲနဲ့ဒီဆက်ယုံကိုကာကွယ်မဲ့သဘောရှိတယ်လို့အထက်ပါအမျိုးသားကပြောပါတယ် တနစ်တာအတွက်ရွာတရွာကအသက်၁၈နှစ်ကနေ၅၀ကျအမျိုးသား၅ဦးနှုန်းနဲ့လေးရွာပေါင်းလူ၆၀ဦးခင်းဆောင်ဖို့သွားရကအခုလိုနေစဉ်အလဲကျခင်းဆောင်ဖို့လုပ်ငန်းစဉ်တွေကိုတက်ဆိုင်ရာကြေးရွာရှိအုပ်ချုပ်ရေးမှုနဲ့စစ်ကော်မရှင်တပ်သားတွေကနေစဉ်ဦးဆောင်ကပို့ဆောင်နေတာလို့ဆိုပါတယ်။အခုလိုရွာသားတွေကိုခင်းဆောင်ခံရတာဟာကပ္ပဆာ၁၆မှာအင်အားနဲ့ကအာရကတက်တော် AA ထိုးစစ်ကိုကြောက်လို့ဖြစ်နိုင်တယ်လို့အထက်ပါအမျိုးသားကခံမှန်းပါတယ်။မဆောင်မနေရအခြေအနေနဲ့စစ်ကော်မရှင်ဘက်ကအကြောင်းကြားတာဖြစ်ပြီး ဒေသခံတွေအနေနဲ့လည်းကင်းမဆောက်ရင်စစ်သည်ဝင်ရမှာပြစ်သက်ခံရမှာတွေကိုကြောက်ပြီးစောင့်နေကြရတာတိုက်ပွဲဖြစ်လာမှကိုလေစိုးရိမ်နေရတယ်လို့သူကဆက်ပြောပါတယ်ဒါပြင်အထက်ပါကြေးရွာလေးရွာကိုလုံခြုံရေးအရာဟုဆိုကအောက်တိုဘာ23ရက်ကစလို့ရွာပြင်ထွက်ခွင့်ပိတ်ထားတယ်လို့စစ်ကော်မရှင်တပ်သား10ဦးကိုရွာထဲမှာစောင့်ခိုင်းထားပြီးရွာပြင်ထွက်တာကိုဖမ်းမိရင်စစ်မှုထမ်းတင်နန်းပို့မယ်ဆိုပြီးပြောဆိုချိန်ချောက်တာတွေလည်းရှိတယ်လို့ဒေသခံတွေကဆိုပါတယ် ခုလိုဝင်ထွက်ခွင့်ပိတ်လိုက်တဲ့အဆိုပါကြေးရွာတွေကဒေသခံတထောင်ကျုံစားတောက်ရေးခက်ခဲနေပြီးကင်းဆောင်ကြတဲ့မိသားစုဝင်တွေကိုတော့စစ်ကော်မရှင်ဘက်ကစံစီစားပေးထားတာရှိတယ်လို့သိရပါတယ်။ဒါပြင်အော်တိုဘာတတိယပတ်အတွင်းမှာလည်းကပါစ16အနီးစစ်ကော်မရှင်တပ်နဲ့အေအေပူးပေါင်းတပ်တို့တိုက်ပွဲတွေပြင်းထန်နေပြီးစစ်တပ်ရဲ့ကာကင်းစခန်းတချို့ကိုလည်းတော်လန်ရေးတပ်တွေဘက်ကထပ်မံသိမ်းပိုက်ထားတယ်လို့သိရကနောက်ဆက်တွဲအခြေအနေတွေကိုလည်းသတင်းဌာနကစုံစမ်းနေပါတယ်။ပြီးခဲ့တဲ့အော်တိုဘာ14ရက်ကဗရောင်းမြို့နယ်ပကံကွဲချေးရွာတောင်ဘက်9ကီလိုမီတာအကွာအဝေးရှိ စစ်ကော်မရှင်ရဲ့666ပွိုင်ကုန်းကို၃နိုင်ခန့်ကြာတိုက်ခိုက်ခဲ့ပြီးနောက်အပိသက်သိမ်းပိုက်ရရှိခဲ့တယ်လို့ရုတ်တံမှတ်တမ်းနဲ့တကွာအောက်တိုဘာ15ရက်မှာ AA ကထုတ်ပြန်ခဲ့ပါတယ်။ ဆက်လက်ပြီးညောင်ခြေတောက်ရှိကပ္ပစ60ရုံနဲ့နှမိုင်ခွဲကြော်ခန့်တွင်တိုက်ပွဲဖြစ်ပွားနေပြီးအေအင်းနှင့်ပူပေါင်းတပ်ဖွဲ့များကယာယီကကင်းစခန်းတချို့ကိုဆက်လက်သိမ်းပိုက်တဲ့ဆွဲတဲ့င်းကိုထင်းဆက်ပြီးတော့မှဖြစ်ပါရယ်။ညောင်ခြေတောက်ရှိကောက်ွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကပ္ပစ6နဲ့နှမိုင်ကြော်ခွဲခန့်တွင်အရကတက်တော် AA ဦးဆောင်သောပူပေါင်းတပ်ဖွဲ့များနှင့်အကြံဖက်စစ်တပ်တို့အကြားတိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေပြီးဒေါ်လန်ရေးတပ်ဖွဲ့များကယာယီကကင်းစခန်းတချို့ကိုဆက်လက်သိမ်းပိုက်ထားကြောင်းသတင်းရရှိပါရယ်။မြေပြင်တရင်ရင်းမြစ်တအုပ်ကကပ္ပစ6စက်ရုံအနီးကယာယီကုန်းတွေကိုရထားတဲ့ ။လက်နက်ခရမ်းတွေလည်းရထားတယ်။ထိုးစစ်ကတော့စက်ယုံနဲ့နှစ်မိုင်ကျော်လောက်မှာတိုက်ပွဲကတော့အသက်ကုန်ပြင်းထန်နေတယ်ဟုသတင်းဌာနကပြောပါရယ်။ယခုတိုက်ပွဲဖြစ်ပွားနေသောနေရာသည်ဗဒောင်မြို့နယ်အုတ်ရှိပင်မြို့အနီးရှိညောင်ချေတောက်နှင့်ခမ်းမန်းနှစ်မိုင်နီးပါးခန့်နှင့်ကပ္ပစာ6နှစ်နှစ်မိုင်ခွဲကျော်ခန့်ဖြစ်ကြောင်း၎င်းကပြောကြားပါရယ်တိုက်ပွဲမှာယနေ့နေ့အထိပြင်းထန်နေပြီးအကြမ်းဖက်စစ်တပ်၏ယာယီခကင်းစခန်းအချို့ကိုအေအေအူးဆောင်တီးပူးပေါင်းတော်လှန်ရေးတပ်တို့ကထပ်မံသိမ်းပိုက်ထားသည်ဟုဆိုပါရယ် တိုက်ပွဲများသည့်အုတ်ရှိပင်မျိုးနှင့်ညောင်ချေတောင်အနီးရှိကပါစာ6နှင့်မတုံရွာအနီးရှိကပါစာ16နှင့်နှစ်မိုင်ခွဲကျော်တို့တွင်နေစဉ်ရက်ဆက်ဖြစ်ပွားနေပြီးအေအေဥဆောင်သည့်ဖူးပေါင်းတော်လန်ရေးတပ်တို့၏ထိုးစစ်ကြောင့်တိုက်ပွဲအရှိန်အဟုန်ပြင်းနေပြီးအကြမ်းဖက်စစ်တပ်ဘက်မှလေကြောင်းအားကိုဖြင့်သာခုခံကာကွယ်နေရသည်ဟုစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကပြောပါရယ်စစ်ကောင်စီ၏အဓိကအရေးကြီးတဲ့ကပါစာတွေအနာထိတိုက်ပွဲကရှောင်နေတဲ့စစ်တပ်ကအထိနာလို့နောက်ဆုတ်ရင်တဖြည်းဖြည်းနှီးလာတဲ့စစ်ကောင်စီဘက်ကတော့ကာကင်းတွေယာယီစခန်းတွေအထက်ထက်ရှိတဲ့ အဲ့ဒီစက္ကန့်တွေလည်းတစ်ခုပြီးတစ်ခုကြာနေတဲ့သဘောရှိတယ်။လက်ရှိတော့အပြန်အလှန်ပြင်းတုံးမယ်။လေချောင်းကတော့လက်နဲ့အလက်ကားရသလားအောင်မေးရတယ်။ဖြစ်တာကတရက်ဆက်ပဲဟုပြောပါရယ်။အကြံဖတ်စစ်တပ်ဤစစ်ချောင်းအချို့သည်ညောင်ကျိုးနှင့်ညောင်ထေတောက်ကြားရှိတောင်ကုန်းနေရာအချို့တွင်ယာယီအခြေချနေထိုင်ပြီးအေအေးထိန်ချုပ်နေမည်သို့စစ်ချောင်းထိုးတက်လာသဖြင့်ဩဂုတ်လအစပိုင်းမှစတင်ကာယခုထိတိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပါရယ်။ဘကိုးတိုင်းပထောင်မြို့နယ်ဗကန်ကွဲချေးရွာတောင်ဘက်9ကီလိုမီတာအကွာဝေးရှိသော ဖက်စစ်အကြံဖက်စစ်ကော်မရှင်ဤ660.0ကိုဘာရက်ကတတ်တော်မှအော်တိုဘာလ14ရက်နေ့9နာရီ9မိနစ်အချိန်တွင်စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲ3နာရီအကြာတွင်သိမ်းပိုက်ရရှိခဲ့ပါသည်ရှင်းတို့တင်ပိုက်ပြီးအော်တိုဘာ26ရက်နေ့က666.0ကိုအကြမ်းဖက်စစ်တပ်မှပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရာအောင်မြင်မှုမရသည့်အပြင်လူနည်းရိခါထောက်ပို့လုပ်နေသည့်စစ်တပ်ဂျာစကန်တစ်ခုကိုပါလက်လွတ်လိုက်ရကြောင်းသိရပါတယ် ်အရကတက်တော်နှင့်ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့များသည်ပသိမ်မုံရွာလမ်းမကြီးအနောက်ဘက်ချမ်းတွင်ရှိသောကပစငါကမြိုင်ကပစဆက်ချောင်းမတုံကပစ6မြောင်ချေတောင်နှင့်ကပစကိုကြောက်ဖူးတို့ကိုတင်ပိုက်ထိန်ချုပ်ရန်ရည်ရွယ်ထားပုံရသည်ဟုစီရေးလိလသုံးသက်သူများကခံမှန်းထားကြပါသည်ကျွန်မရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်